တရားချစ်ခင်သူတော်စင်ပေါင်းလို့ရှင်အခုအချိန်ကစပြီးဆရာတော်ဓမ္မတူတာအရှင်စေကိန်းကဟောကြားတော်မူအပ်သောဘဝဖြောင့်ချောင်းတစေတဆောင်အပိုင်း၃တရားတော်ကိုနာကြားတော်မှာဖြစ်ပါလေရှင်ဘုံမလို့ဘဝတစ်ခုစလာတဲ့လူတိုင်းလူတိုင်းဟာကိုကိုကိုပြန်မင်းကိုနေခဲ့ရတဲ့ဘဝနဲ့ခြုံကြည့် မှတ်မိတာကအလွန်နည်းတယ်မမှတ်မိတာတွေကများတယ်မှတ်မိပြန်တော့လေဘယ်အရွယ်အစမှတ်မိတယ်တောင်းနေတဲ့အောင်မတူတချို့ကတစ်နှစ်သားကမှတ်မိတယ်နှစ်နှစ်သားကမှတ်မိတယ်သုံးနှစ်သားကမှတ်မိတယ်လေးနှစ်သားကတချို့၄နှစ်၁၀နှစ်ရောက်တဲ့အထိသူ့ဘဝမှာသူမှတ်မှတ်ရမရှိခဲ့ဘယ်အရွယ်အမှတ်မိတာလဲလို့ကိုယ့်ကိုယ်ပြန်မေးကြည့်ပြန်ဖော်ရတာခက်တယ်အဲဖုံဖုံကလည်းပဲဖုံဖုံမှတ်မိတာလေးပြောကြည့်အစိုးတော့အိမ်လေးမှာပဲအရင်တစ်ခါပြောခဲ့တဲ့အိမ်လေးမှာပဲအဖေနဲ့အမေနဲ့ကအိမ်ခွဲ အဲ့ဒီမှာဖုံမိုးကမွေးပြီးပြီနောက်ဖုံမိုးအောက်ကညီလေးမွေးပြီးပြီညီလေးကဘာရှိအောင်မလို့တနစ်မပြည့်သေးဘူးပေါ့တနစ်မပြည့်သေးတနစ်ပဲထားပါတော့ဖုံမိုးကအဲ့လိုဆိုရင်၃နှစ်ပေါ့နှစ်နှစ်ခွဲ၃နှစ်ပေါ့အေးအဖေတို့အမေတို့ဘာကိစ္စနဲ့သွားတယ်လဲတော့မသိပါဘူးရွာထဲကိုသူတို့သွားကြမှတ်မိတာတော့ညနေ6နာရီ9နာရီလောက်ပေါ့နေဝင်ဖြိုးပြမောင်းလာပါဘူးမိုးတွေကအုံအုံနဲ့မဲလာအဲအဲ့ဒါလေးတော့မှတ်မိလူဆိုတာတယောက်နဲ့တယောက်မှတ်မိတာလည်းမတူဘူး အဲ့ဒီဘဝကလေးကဖုံဖုံကအဲ့ဒီအရွယ်လေးကလေးကမှတ်မိတာတွေဟာတရားခေါ်ရင်လည်းထဲ့ထဲ့ပေါ်တယ်သူများလည်းပြောပြောပြမိုးတွေမောင်းပြီးတော့မဲလာတယ်အဲ့ဒါနဲ့ဖုံဖုံကနိုးတယ်နိုးတော့ထထနိုင်တယ်ထထနိုင်တော့အကုန်ကမောင်းမဲဆက်တရားနဲ့ဖုံဖုံပြောချင်တာငါဘဝဟာအကြောက်တရားနဲ့စားခဲ့တာလားကိုတိတာတာသိတော့ဒေါသနဲ့စားတယ်ဘာဒေါသလဲအားနေတဲ့ဒေါသမကြည်နဲ့တဲ့ဒေါသကအားကြီးကြောက်တဲ့အခုလိုဒေါသကအားနေတယ် ကြည့်လိုက်တော့လေကိုညီလေးပဲရှိအဖေလည်းမရှိဘူးအမေလည်းမရှိဘူးတမိုးပြင်းလုံးကမောင်မဲရှက်စည်းတွေကလက်လူတွေကကိုယ့်ကိုသိစေချင်တာငါအကြောက်ဒေါသနဲ့စခဲ့ရင်လည်းပဲအကြောက်ဒေါသနဲ့စတယ်ဒါမှမဟုတ်ရင်အာကြီးတဲ့မကြည်နဲ့တဲ့ဒေါသနဲ့စခဲ့ရင်လည်းမကြည်နဲ့တဲ့ဒေါသနဲ့စတယ်ဒါမှမဟုတ်ရင်လောဘနဲ့စလောဘကြတော့လည်းပဲသူများဟာလူချင်းနဲ့လောဘနဲ့စခဲ့တာလည်းရှိတယ်ကိုယ့်ဟာမပေးချင်တဲ့လောဘနဲ့ စခဲ့တာလည်းရှိတယ်တိမတိအောင်မတူအမှန်ကတော့စတာကတော့မောဟနဲ့စတာပါအဝိဇ္ဇာတဏနဲ့သန္တရာကြီးလေတယ်ပြောခဲ့သလိုပဲမောဟနဲ့စတော့တနည်းသားဘာမှမသိတာတွေရှိတယ်နှစ်နှစ်သားဘာမှမသိတာရှိတယ်၃နှစ်၄နှစ်၅နှစ်သား၆နှစ်၇နှစ်သားဒီဘာမှမသိတာတွေရှိတယ်အဲ့ဒါသူ့အတွက်ကတော့မောဟနဲ့စတာပေါ့ဘုံဘုံကတော့ကိုယ့်ကိုယ်သိတယ်အကြောက်ဒေါသနဲ့စအားနေတဲ့ဒေါသဖြစ်ပါတယ်ဖြစ်ပါတယ်ခုတန်ငါးပေါင်ရောက်လို့သားတရားအသိလေးနဲ့ နည်းနည်းထိမ့်သိမ့်သိမ့်သိမ့်မို့လို့ဒီအကြောက်ဒေါသအားနေတဲ့ဒေါသတော့ရှိအားကြီးတဲ့ပြင်းထန်တဲ့မကျင်တဲ့ဒေါသတော့ရှားတယ်ဒေါသတော့ရှိမိုးတွေကလည်းအိုးရှက်စီးတွေကလက်လို့အညာမိုးဆိုတာသိတဲ့အတိုင်းဖြူဖြူပြပြနဲ့လက်လားလားကိုကမှအဖေမရှိအမေမရှိအဖေဘယ်သွားအမေဘယ်သွားမှမသိလို့ကြောက်နေရတဲ့ထင်းမိုးရမဲမိုးမဲလို့ကြောက်နေရတဲ့ထင်းရှက်စီးလက်ရှက်စီးလက်လို့ကြောက်နေရတဲ့ထင်းထားထိုင်ပြီးကြည့်လိုက်တော့ဟာမ ရှက်စည်းအလက်မှာလေအိမ်ဝရန္တာနေထိုင်ကြည့်လိုက်တော့ရှက်စည်းအလက်မှာခလန်းလန်းပေါ့ဒီကနေဟိုပေ30လောက်ပေါ့အဲ့တုန်းတော့ပေ30လို့ပဲသိမှာခုပြန်ပြောလို့တာကိုကပြန်ပြောပေ30လောက်မှာတစ်ပင်ရှိတယ်တရက်ပင်ကြီးရှိတယ်တိတ်မကြသေးပါဘူးလွန်ခဲ့တဲ့ခုနှစ်နှစ်ရှစ်နှစ်ကမှတစ်ပင်ကြီးခုတ်လိုက်ရလဲလိုက်ရတရက်ပင်ကြီးအဲ့ဒါကိုကကြောက်ကြောက်နေမှာထထိုင်နေတယ်မောင်မဲပြီးရှက်စည်းတွေလက်နေပါတယ်ဆိုမှဟဲ့ရှက်စည်းအလက်အဲ့ဒီမှာနှမ်းကြည့်လိုက်တော့ နှမ်းကြည့်တယ်မဟုတ်ပေါ့ तू ကလက်သွားလို့ तू ကပြမျက်လုံးကြီးကြီးကြီးနှလုံးအဲ့တရက်ပြင်ချေရင်ခုခုခုအသိနဲ့ပြောတာပေါ့လေအဲ့တော့ဘယ်သိမှာမောင်နဲ့မဲမဲဆိုတော့တပေလောက်ဟာမျက်လုံးကြီးနှလုံးဝင်းကနေလက်ဟာမောင်မဲလို့ကြောက်ရတယ်တကယ်မျက်လုံးကြီးကနှလုံးအဖေလည်းမရှိဘူးအမေလည်းမရှိဟာအဲ့ဒါနဲ့ကြောက်ဟာမောင်မဲမိတ်မိတ်ထားပြီမဲ့လို့မရဘူးလေကြောက်စိတ်ကပြန်ဖွင့်မြန်ပြန်ဖွင့်မြန်ကိုကြည့်ဟာချက်စည်းလက်တိုက်တယ်အဲ့မျက်လုံးကြီးနှလုံးကပေါ်လာမောင်မဲ ဟိုရှက်စည်းလိုက်ဒီအကောင်ကြီးကမျိုးလုံးကြီးဖွင့်ကြည့်တယ်နဲ့တူတယ်ပေါ့စိတ်ပဲဖြစ်တယ်အဲဗျက်ဆိုစိတ်ကလေးကတစ်ချက်ဖြစ်တာဟေးငါငါငါဒီလောက်ကြောက်နေငါညီလေးနိုးလိုက်ဘယ်လိုလုပ်မလဲညီလေးကညီလေးကဘေးနားမှာအဲအဲအဲ့လိုစိတ်ကဖြစ်ခါရှိသေးတယ်ညီလေးကအတန်နေမြည်လာပြီရှက်ရှက်စည်းလိုက်ရုံနဲ့ကမိုးတွေချုံလာတော့ तू ကလှုပ်လာဟာညီလေးမထကြည့်လို့ကြောက်ရင်ဘယ်လိုလုပ်မလဲစိတ်ပူတာမှတ်မိတယ်တေချာတော့မှတ်မိတယ်အဲ့ဒါညီလေးအတွက်စိတ်ပူတော့ကိုကဘာလို့ဆိုတော့ तू နိုးပြီထမှာဆိုလို့သူ့ဖိတာ ဖိတော့ तू อ่ะ नो नो တော့ယုံယုံတော့ကိုကထမှာဆိုတော့ဖိနောက်ဆုံးမှတ်ပြီးတက်ခွာတယ်တက်ခွာပြီးဖိထားတော့မ तू อ่ะငိုဟာ तू อ่ะငိုကိုကလည်း तू ထားရင် तू ကြောက်မှာဆိုဖြစ်သေးပါဘူးဒီမျက်လုံးကြီးနှလုံးကဘာကောင်းကြီးလဲမသိကိုစီမြန်းလာမလားဒီကတော့တည်ချာချာကြည်အောင်မယ်ဆိုပြီးကြည်တာရှက်စီးလက်ကိုစောက်အောင်ပထမတော့ကရှက်စီးလက်မှာအဲ့မျက်လုံးကြီးနှလုံးမြင်ရတာဒီကတော့ရှက်စီးမလက်ခင်ကအဲ့ဒီအကောင်ကြီးရှိတဲ့စီကိုကြည်ပြီးတော့စောက်အောင်မောင်းဘူးအညီလေးတဲ့ဖိထားတယ်သူထလမ်းမှာဆို လာလာစောင့်ကြည့်နေမှရက်စည်းရလည်းမလဲမရဘူးငါတေချာတော့စောင့်ကြည့်မယ်ဟိဒီကောင်ကြီးလာဗလားမလာသေးဘူးလားဘာကောင်ကြီးလဲလို့သိအောင်စောင့်ကြည့်မယ်ဟိလို့ဆိုအဲ့ကြမှာဖြတ်ဆိုရက်ကလက်ချလက်လက်လက်ရောလာလာငါတိတာဘူးကောနှစ်ခုရက်စည်းလက်တော့ तू ကလက်တာကိုကိုကကြောက်လို့ငါတိတာဘူးကောနှစ်ခုကလက်တာကိုဘာထင်တော့အကောင်ကြီးထင်တာအကောင်ကြီးထင်တာအော်အဲ့ဒီကလေးကဖုံဖုံဘဝမှာလောကကြီးမှာကြောက်စိတ်နဲ့ကြီးအကုန်လုံးကကြောက်စရာကြီးပဲမြင်တော့တာ ငယ်ကလေးကအဲ့ဒီအပီလေးရလို့ကိုကကြောက်လို့ကိုကြောက်စိတ်နဲ့လိုက်ကြည့်တာကိုအဖေလည်းမရှိအမေလည်းမရှိအာကိုစရာမရှိတော့ကြောက်စိတ်နဲ့လိုက်ကြည့်အကုန်လုံးကိုကြောက်စရာကြီးပဲနေအဲ့ဒါနဲ့အတူတူဆက်ပြီးတော့ဉာဏ်ရှိသမျှစဉ်းစားရင်ကြောက်တတ်တဲ့ဒေါသနဲ့ကြည့်ရင်ကြည့်သမျှဟာကြောက်စရာဒေါသဖြစ်စရာကြီးကြိုက်တတ်တဲ့လောဘနဲ့ကြည့်ရင်အကုန်လုံးလိုက်ကြည့်လို့မြင်သမျှဟာကြိုက်စရာလောဘဖြစ်စရာကြီးမသိနားမလည်တဲ့မောဟနဲ့သာမျက်လုံးဖွင့်တိုင်းဘာမှသိချာသိမှာမဟုတ် ။အော်လောကကြီးဆိုတာဒီလိုပါလား။ဒါကြောင့်မို့ဖုံဖုံဟာငယ်ကလေးကကိုမြင်တဲ့အမြင်ဟာမှန်ရဲ့လား။ကိုတွေးတဲ့အတွေးဟာမှန်ရဲ့လား။ကိုလှုပ်တဲ့အလုပ်ဟာမှန်ရဲ့လား။ငါ့ကူကလောဘဖြစ်လို့ကိုလောဘဖြစ်စရာကြီးမြင်နေတာလား။ငါ့ကူကဒေါသဖြစ်လို့ကိုဒေါသဖြစ်စရာကြီးမြင်တာလား။ငါကူကစိတ်ဆိုးတတ်လို့ကိုသူ့စိတ်ဆိုးနေတာလားငါကူကအပြစ်မြင်တတ်လို့ကိုသူ့ကိုအပြစ်မြင်တာလားငါကူကမကြည်မနှက်ဖြစ်တတ်လို့ကိုသူ့ကိုမကြည်မနှက်ဖြစ်တာလား ငါ့ကူကသူ့ကိုချစ်လို့ငါ့ကူကသူ့ကိုသဘောကျလို့ကိုသူ့ချစ်စရာကြီးလို့ထင်တာလားသဘောကျစရာကြီးလို့ထင်တာလားလို့အဲ့ဒီအတိလေးဟာအဲ့ဒီ၃နှစ်လောက်ကလေးကမြင်နေရတဲ့ဟာဟောအခုနားထောင်နေတဲ့သူတွေတော့ကိုငယ်တုန်းကဘယ်နှစ်ကဘယ်သက်တမ်းကဟာမှတ်မိတယ်တော့မသိဘူးလောဘနဲ့ပဲမှတ်မိခဲ့သလားဒေါသနဲ့ပဲမှတ်မိခဲ့သလားအတိညာနဲ့ပဲမှတ်မိခဲ့သလားတော့မသိဘူးဖုံဖုံတို့တော့ဒေါသနဲ့မှတ်မိခဲ့တာ ဘုန်းတော်ကြီးမြတ်စွာဘုရားရဲ့စာထဲမှာဘလောက်ထိပြောတုံဆိုတော့လောဘရှိတဲ့တတ္တဝါတွေဟာလောဘနဲ့ကြည့်အကုန်လုံးကောင်းတယ်ထင်တော့တာပဲလောဘနဲ့ကြည့်မြဲတယ်ထင်တော့တာဘာဖြစ်လို့လောဘကမြဲကြည့်နေတာလောဘကမြဲကြည့်ဒေါသနဲ့ကြည့်လို့ရှိရင်လည်းဒေါသကဘယ်ဟာဖြစ်ဖြစ်မကောင်းကြီးပဲမြင်တော့တာပဲလောဘလောဘရှိတဲ့စိတ်ကဘယ်ဟာဖြစ်ဖြစ်လိုချင်တဲ့စိတ်နဲ့လိုချင်တဲ့ဇာတ်ကြီးပဲမြင်တယ်လို့ဒေါသဒေါသရှိတဲ့စိတ်ကဘာမြင်မြင်မကြည့်မနဲ့ကြီးပဲဖြစ်တော့ အဲ့ဒါလိုပဲမောဟကလည်းဘာကြည့်ဒီမောဟရှိတဲ့စိတ်ကြောင့်ဘာမှန်းကိုမသိအောင်ပဲဖြစ်တယ်။အလုံးကြာမှုတဲ့အတိုင်းပြောရင်တော့အနိစ္စဒုက္ခအနတ္တဆိုတာအဲ့ဒါရဲ့ဆန့်ကျင်ဘက်ပဲ။လောကကြီးတစ်ခုလုံးကအနိစ္စလောကကြီးတစ်ခုလုံးကဒုက္ခလောကကြီးတစ်ခုလုံးကအနတ္တလို့တမ်းမှန်အကျမ်းအဖြစ်ပြောရင်ခရဟောလို့အနိစ္စမှန်သိပါလျက်နဲ့အနိစ္စလို့မမြင်။ဘာဖြစ်လို့အနိစ္စမြဲတယ်ထင်တာကို။ဘာလို့မြဲတယ်ထင်တာလဲ။လောဘရှိတဲ့သူကကိုယ့်ပြည်စီမြဲခြင်း။ကိုယ့်တက်တမ်းမြဲခြင်း။ ကိုမိသားစုမြဲကျင်တာကိုဆွေတွေမျိုးတွေမြဲစေခြင်းမြဲကျင်တာကိုရာသူမြဲကျင်တာကိုအတိုင်းဝိုင်းကိုမြဲကျင်တာအဲ့ဒါလောဘရဲ့တဘာဝလောဘရဲ့တဘာဝအဲ့ဒါလိုပဲဒေါသလောဘကနှိမ့်စမြဲတယ်ထင်ထားသမျှအနှိမ့်စကိုမမြင်ဘူးเออดอดะဆိုတာကိုလည်းတွေ့ကြည့်ပါဦးဒေါဒะဆိုတာကလည်းဘင်ဟာတွေ့တွေ့မကြည့်နဲ့မကောင်းဘူးကြီးပဲမြင်တော့ तू ကဘာနဲ့ရှင်လဲကောင်းတာပဲရှင်သူ့စိတ်ထဲမှာကောင်းတာမြင်နေတယ် ပင်ကိုကကောင်းတာမြင်နေတယ်ဒါပေမဲ့အခန်းကဒေါသဒေါသစိတ်နဲ့ကြည့်လို့ဘယ်မှမကောင်းဘူးမြင်ဒေါသနဲ့မြင်နေမကောင်းဘူးနဲ့ညံနဲ့မမြင်နဲ့မကောင်းတာတော့ကွာတယ်တကယ်အနိစ္စဒုက္ခအနတ္တကဒုက္ခဆိုတာဒီညံနဲ့မြင်ရမယ်မကောင်းမှုစင်းရဲဒါပေမဲ့ तू ကဘယ်ဟာကြည့်ကြည့်မကောင်းမှုဒေါသနဲ့မြင်သူ့စိတ်ထဲမှာဘာကိုပဲမက်နေတာလဲဆိုဒုက္ခပဲမက်နေအဲ့ဒါကြောင့်မို့စာထဲမှာထာဂရဆရာမြတ်ကြီးကလည်းပြောထားတယ်ဩလောဘကမြဲတယ်လို့ပဲမြင်တတ်တယ် ဒေါသကချမ်းသာကိုပဲလိုက်ရှာပြီးမြင်တတ်တယ်။မောဟရဲ့ကြတော့ဘာမှန်းမသိမနဲ့ငါဟာငါဟာပဲမြင်တတ်တယ်အတ္တလို့။အဲ့တော့အတ္တတို့ဒုက္ခတို့အိဋ္ဆတို့ဆိုတာအဲ့ဒီမောဟအဲ့ဒီဒေါသအဲ့ဒီလောဘကမြင်လား။ဒါမြင့်တပြည့်တော့အိဋ္ဆလက္ခဏာမြင်ပြီးတော့ဝိပဿနာဉာဏ်ရမဉ္ဉဏ်ဘုံဉာဏ်ရကျင်ပါတယ်ဆိုရင်အိဋ္ဆကိုလိုက်ရှာဖို့အာယုံဟာအိဋ္ဆလုတ်เสียမလို့ငကုကရအိဋ္ဆ ဒီအာယုံကငကုကရဲဒုက္ခဒီအာယုံကငကုကရဲအနတ္တအနိစ္စဒုက္ခအနတ္တလက္ခဏာရှိပြီးသားကိုကသာနိစ္စမြဲတယ်ဆိုတဲ့အထင်ကြီးကိုဖြစ်စေတဲ့လောဘကြောင့်မြဲနေတာချင်းချင်းပြောအဲ့လောဘတာမရှိနိုင်ပြီဒုက္ခနာခဏပြောခဲ့ပါလေဒီမှာလည်းထပ်ပြောရင်ဘုရားလည်းပြိနေပါဆန်ရတာဘုရားလက်ထက်ကအဖွဲစည်းတွေလည်းပြည့်စည်သွားတာတွေအများကြီးပဲသာသနာမရှိရင်တို့တန်ခါအဖွဲစည်းတွေနောက်ကြရင်ပြည့်စည်ရှာမှာအဲ့ဒါလေးကိုသဘောပေါက်ရင်လောဘနဲ့ကိုယ့်အသက်မြဲဖို့ဆိုတာ စိတ်ထဲမှာမရှိသူပြုတ်ခဲ့တဲ့ကုသိုလ်ကံအခုနေတဲ့ကံညာဝရိယနဲ့သူတက်တန်းရှိသလောက်နေသွားမှာတက်တန်းရှိသလောက်နေသွားမှာပြုတ်ခဲ့တဲ့ကုသိုလ်ကံကြောင့်တက်တန်းနဲ့အဲ့ဒီကံကုန်ရင်ဒီတက်တန်းကုန်မှာကိုပြုတ်နေတဲ့ကံညာဝရိယကလွဲချော်ရည်တယ်ပဲဒီတက်တန်းကုန်မှာပြီအဲ့ကြတော့တပိုင်းစီဖြစ်သွားတယ်အသက်ရှည်ခြင်းနာနဲ့ရှည်အောင်လုပ်တာနေရာတခြားစီစီးပွားရှည်ခြင်းနာနဲ့ရှည်အောင်လုပ်တာနေရာတခြားစီ ပညာရှင်ရှည်ကျင်တာနဲ့ပညာရှိအောင်လုပ်တာနဲ့ကတခြားစီအဖွဲ့အစည်းရှည်ကျင်တာနဲ့အဖွဲ့အစည်းရှိအောင်လုပ်တာနဲ့ကတခြားစီပဲလောဘမပါဘဲနဲ့ကိုယ်ပဲကញ្ញံဝရိယနဲ့ကျမ်းမာအောင်လုပ်ရင် ရှိလိုက်တဲ့အသက်ပြောမိနေတော့လောဘမပါဘဲနဲ့ကိုယ်ပဲကញ្ញံဝရိယနဲ့ပညာရှာရင်လည်းရလိုက်တဲ့ပညာတွေစီးပွားရှာရင်လည်းရလိုက်တဲ့စီးပွားတွေပြောမနေနဲ့တော့ကိုယ်အဖွဲ့အစည်းတစ်ခုကိုလည်းပဲလောဘမပါဘဲနဲ့များကញ្ញံဝရိယနဲ့ကြိုးစားရင်ရှိလိုက်မဲ့သက်တမ်းတွေ လောဘကအသက်တူတယ်ဒေါသကလည်းအသက်တူတယ်မောဟကလည်းအသက်တူတယ်အဖုံဖုံတို့ဘဝနဲ့ချီပြီးတော့ပထမဦးဆုံးဖုံဖုံမှတ်မိတာကတော့၃နှစ်မပြည့်ခင်နှစ်နှစ်ခွဲ၃နှစ်မှာအဲ့ဒါမှတ်မိတာဩဒါကြောင့်မို့ငါကြောက်တဲ့ဒေါသကိုငါပေးရမယ်မေတ္တာပူပွားရမယ်ဒါလေးတွေကိုနားလဲဒါလေးတွေကိုကြားဒါလေးတွေကိုသိပြီးတော့သဘောပေါက်တဲ့ပုံကိုယ်တွေဟာကို့မှာဘာပင်ကိုခံရှိသလဲကို့ဘယ်ဓာတ်တွေလွန်ကဲသလဲကို့အသိဆုံးမယ်လောဘတော့ဖုံဖုံကအဖြစ်နေတယ် မဖြစ်ဘူးမဟုတ်ဖြစ်တယ်ဖြစ်ခဲတယ်ဖြစ်နေတယ်ဒေါသတောင်အာကြည့်တဲ့ဒေါသမဖြစ်ဘူးအာနေတဲ့ဒေါသကိုကိုသိပါလေကိုကိုသိပါကိုကိုကိုသိမှပဲတရားသိနိုင်လားကိုကိုသူများမသိနိုင်ဘူးသိနိုင်တဲ့ပုဂ္ဂိုလ်ရှိတယ်ကိုပြောမပြအောင်ကိုအကြောင်းကိုသိပြီးတော့ကိုဘလို့ပြင်မလဲကိုမိသားစုအကြောင်းကိုသိပြီးကိုဘလို့ပြင်မလဲကိုဖွဲ့အစီအကြောင်းကိုသိပြီးတော့ကိုဘလို့ပြင်မလဲကိုကုမ္ပဏီအကြောင်းကိုသိပြီးတော့ကိုဘလို့ပြင်မလဲကိုလုပ်ငန်းအကြောင်းကိုသိပြီးကိုဘလို့ပြင်မလဲ နောက်ဆုံးကိုယ်နိုင်ငံအကြောင်းကိုသိပြီးတော့ကိုဘလို့ပြင်မလဲအကြီးကကသိဖို့ပဲအာကုမ္ပဏီတွေကြီးပွားဖို့ management သင်တန်းတွေတက်လို့ဖွင့်လို့ဘုရုပါခိုင်းလို့လီဒါရှစ်သင်တန်းတွေဖတ်လို့ပြောလို့ဆိုလို့အာတယောက်နဲ့တယောက်ဆွေးနွေးလို့ discussion တွေလုပ်လို့အဲ့ဒါဘာလို့ဆိုကိုယ်အကြောင်းကိုသိဖို့ကိုယ်အိမ်အကြောင်းကိုသိဖို့ကိုယ်ကုမ္ပဏီအကြောင်းကိုသိဖို့ဖုံဖုံတို့တော့သူများအကြောင်းသိဖို့တဲ့ကိုယ့်ကိုသိဖို့ကိုယ်အကြောင်းကိုသိဖို့ ကိုနာတကဓမ္မတွေနဲ့ကိုဓမ္မတုတာဆိုရင်လည်းဓမ္မတုတာအဖွဲ့အကြောင်းကိုသိဖို့အဲ့ဒါပဲဖုံဖုံတို့တော့နှလုံးသွင်းငယ်ကလေးကကိုအကြောင်းကိုကိုသိတဲ့အတွက်ကြောင့်ကိုပြင်း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 နဲ့တဖြည်းဖြည်းကောင်းတဲ့ကောင်းအောင်ကြိုးစားရတာအခုဖုံဖုံပြောတာကိုနားထောင်နေတဲ့သူတွေဟာကိုတယောက်တည်းအတွက်ရောကိုမိသားစုအတွက်ရောကိုအိမ်ကိုဆွေမျိုးအတွက်ရောကိုအိမ်နီးနားချင်းအတွက်ရောကိုရက်ကိုရအတွက်အတွက်ကြည်လေဒါလေးတွေတော့သိရမှာ ။ဟိုအဆင်ပြေတာမပြေတာခဏတာကံအကျိုးပေးလို့အဆင်ပြေတာမပြေတာ။ကံညာဝိရိယအားနည်းလို့အာတာလို့အဆင်ပြေတာမပြေတာ။ဒါတွေရှိတယ်စီဒါတွေလည်းသိပြီးသား။နောက်ကြုံရင်ဘုံဘုံဘဝနဲ့ချီပြီးပြောပြီးသွားမှာပါ။အခုသိစီနေတာကိုဘာအာတန်နေလဲ။ကိုဒေါသကြီးတဲ့သူနဲ့ဒေါသကြီးတဲ့သူနဲ့တွေ့ရင်အဆင်ပြေတယ်။ကိုလောဘကြီးတဲ့သူနဲ့သူလောဘကြီးတဲ့သူနဲ့တွေ့ရင်အဆင်ပြေတယ်။ပြောလို့တာပြောတာပါလောဘကြီးတဲ့သူနဲ့လောဘကြီးတဲ့သူနဲ့တွေ့ရင်အဆင်ပြေတယ်ဆိုတာကပေါင်းလို့သာရတာ လောဘကြီးတဲ့တခုတည်းရှိနေသူလည်းကိုယ်နဲ့မပြေပြန်ဒေါသကြီးတဲ့သူအချင်းချင်းပေါင်းလို့အဆင်ပြေတဲ့သာပြောတာသူနဲ့ကိုယ်နဲ့ဒေါသကြီးစရာတခြားမရှိရင်သူ့ကိုယ်ဒေါသကြီးကိုယ်သူဒေါသကြီးနဲ့မပြေပြန်အေးအဲ့ဒီလိုမျိုးလောဘဒေါသမောဟတွေများမဖြစ်ဖ ೇನೆ လောဘနဲ့ဒေါသနဲ့မောဟနဲ့သွားရင်မေတ္တာတရားတွေရှိသွားရင်သူတော်ကောင်းစိတ်တတ်တွေများသွားရင်အဲ့ဒီသူတွေကြတော့ဘယ်သူနဲ့ပေါင်းပေါင်းပြေးတာသူတော်ကောင်းစိတ်ရှိတဲ့သူအချင်းချင်းပေါင်းလဲပြေးတယ် သူတို့ကောင်းစိတ်မရှိတဲ့သူနဲ့ပေါင်းတယ်ပြည်တယ်တဲ့အဲတရားဘဝနာအားထုတ်တယ်ဆိုတာအဲ့ဒါပါကိုလောဘဒေါသမောဟကြီးတာကိုတိတယ်လျှော့လျှော့လျှော့ကိုနဲ့လောဘတူတဲ့သူချင်းပေါင်းတာအဆင်ပြေတယ်ဒါပေမဲ့တခုနဲ့ပြဿနာဖြစ်တတ်တယ်ကိုဒေါသကြီးတဲ့သူချင်းပေါင်းတာအဆင်ပြေတယ်ဇရိုက်ဒူးသလိုလိုဘာလိုလိုစိတ်ဆိုးစရာသူများရှိရင်သူများမကောင်းကြောင်ပြောအိုးဝိုင်းပြောကြတယ်ပြောစရာကောင်းတော့ရင်သူ့အကြောင်းကိုပြောကိုအကြောင်းသူပြောနေမဆုံးတော့ဘူး အေးအဲ့ဒါဆိုရင်တော့မတရားတွေလုပ်မိတယ်မတရားတွေပြောမိတယ်မတရားတာတွေစိတ်ကူးမိတယ်တဖြည်းဖြည်းချင်းဒီအသည့်တွေနားလည်အောင်ပြောပြပါလေပြောပြပြီးတော့ကိုအားနေတာကိုသိကိုအားများတာကိုသိကိုစိတ်သက်ဆိုးတာကိုသိကိုစိတ်သက်ကောင်းတာတွေကိုသိပြီးတော့စိတ်သက်ဆိုးတွေပျောက်ကောင်းတာတွေရောက်ပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းနေတတ်ထိုင်တတ်ရင်ကိုရောအများရောကျေးဇူးများပါတယ်အကျိုးတွေကြီးပါတယ်ကောင်းကျိုးချမ်းသာတွေစံစားခံစားနိုင်ပါတယ် ကောင်းကျိုးချမ်းသာတွေစံစားခံစားပြီးကိုယ့်အတွက်ရောအများအတွက်ရောအေးချမ်းသာရအောင်ကြီးပွားတိုးတက်အောင်အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း